ကဲအရာရာကိုကြိုပြီးတော့သိနေတဲ့အေမီဆန်တယောက်ကတော့ငလင်လုံးမအောင်ဒီတစ်ခါအကျိုးမသိခဲ့ဘူးလားမသိဘူးပြီးတော့ ထပ်ပြီးတော့ဗောနော်ဒီငလင်ကတော်တော်ပြင်းထန်မဲ့ငလင်ဆိုတာလည်းမသိခဲ့ဘူးလားမသိဘူးသူကငလင်လှုပ်ပြီးတယ်28ရက်နေမှာငလင်လှုပ်ပြီးပြီးခြင်းပဲဒီလိုမျိုးဗောနော်ဒေါသမထွက်ရတော့ဘူးဒေါသထွက်တိုင်းငလင်လှုပ်တယ်ဆိုပြီးတော့တင်ထားတာဗောနော်အဲအဲ့ဒီတင်ထားတာ ਨੇ ပတ်သက်ပြီးတော့လူတွေကအရင်ဆဲဆိုနေကြတယ်အဲပြောရလို့ရှိရင်ဒီဟာတော့ဗောနော်ဒါတော့သူ့ page လား page အတူလားတော့မသိဘူးဗောနော်ဒီလိုမျိုးတင်ထားတယ်ဓာတ်ပုံတင်ထားတာလည်းရှိတယ်အခုတော့သူကအဲ့ဒီအကြောင်းပြန်ပြီးတော့တောင်းပန်နေပါတယ်ဆိုတော့တောင်းပန်နေ ဗီဒီယိုလေးကိုဖွင့်ပြမယ်နော်ဒီစတိတ်တင်တဲ့အချိန်မှာသူများတွေအဲ့လိုထိခိုက်ခံစားရတဲ့အချိန်မှာအမီတင်ပါမလားအမီကိုရန်ရန်ကုန်တခွင်ပဲထင်ခဲ့တာ哦နော်ဆိုတော့အထင်နဲ့မြင်ကြားမှာလွဲနေတဲ့ထင်လွဲမမှုကြီးပေါ့အထင်လွဲမမှုကြီးကတော်တော်ကြီးကြီးမားပါတယ်အမီဘဝတစ်လျှောက်လုံးမှာအကြီးမားဆုံးအချိန်တစ်ခုလို့ပြောရင်လည်းမမားပါဘူးအချိန်နေကြောင်းတရားကိုကြည့်ပြီးတော့မှအမီနေနဲ့တင်ရမယ်ပြုရမယ်ဆိုတော့ဟိုအသိပညာသင်ခန်းစာကြီးတော့ရခဲ့ပါတယ်အကုန်လုံးဆင်ခြင်မိတယ်ပေါ့နော် နောက်ဆုံးဟိုတိုက်ဆိုင်တဲ့ဒေါသထွက်မှာစအင်းအရင်ဆင်ခြင်မိပါတယ်အဲ့ချေရပေါ့နော်အမီကရန်ကုန်မှာဖြစ်တာတတင်ကလေးပဲအမီတွေ့ခက်ကြည့်ခက်မိပြီးတော့တင်လိုက်တဲ့စစ်တပ်လေးတချောင်းကဟိုတဖက်မိသားစုတွေမိသားစုတွေကိုအများကြီးထိခိုက်တာရှိခဲ့ရင်လည်းအမီဒီဖယားမှာအမီရဲ့တစ္ဆာတရားနဲ့တူတောင်းပန်ပါတယ်ဟိုအမီကြောင့်ဝမ်းနဲ့ကြေကွဲစရာလေးဖြစ်ခဲ့ရင်လည်း ဟိုတောင်းပန်တယ်လို့တော့အရင်ပြောချင်ပါတယ်ရှင်ရှိတယ်အမေအခုဆိုရင်ဟိုအကုန်လုံးဆင်ခြင်မိတယ်ပေါ့နော် နောက်ဆုံးဟိုတိုက်ဆိုင်တဲ့ဒေါသထွက်မှာဆအမေအရင်ဆင်ခြင်မိပါတယ်ဒီခံရမယ်ဘယ်ရမဆိုအဲ့ဒါလေးတွေကအဲ့ဒါလေးတွေကအစပေါ့နော်စကန်နဲ့အမြဟိုအနစ်စတရားကြီးကိုပြေးပြီးတဲ့ခြေကနေစပြီးတော့ဘယ်ရမှမမြဲဘူးဝစီကံတွေအထက်မက ထိမ့်သိရမယ်မနောကံတွေဟိုအထက်မကထိမ့်သိရမယ်ဆိုတော့အသိပညာရက်ကြီးတော့အမိ စိတ်ထဲကိုလုံးဝရောက်လာခဲ့ပါရှင်အချိန်နေကြောင်းတရားကို ကြည့်ပြီးတော့မှအမိနေနဲ့တင်ရမယ်ပြုရမယ်ဆိုတော့ဟိုအသိပညာသင်ခန်းစာကြီးတော့ရခဲ့ပါတယ်အဲကနဦးလူဝေကကျတော့တင်း30ကျော်ပါပဲရှိပါသေးတယ်အမိစိတ်ထဲကနောက်ပိုင်းဖြစ်လာမဲ့ဘလို့အလူလေးတွေရောအမိလုတ်သွားဖို့ရှိပါရှင်ဒီစတိတ်တာတင်တဲ့အချိန်မှာသူများတွေအဲ့လောက်ထိခိုက်ခံစားရတဲ့အချိန်မှာအမိတင်ပါမလား အမီကိုရန်ရန်ကုန်တခွင်ပဲထင်ခဲ့တာ哦နော်ဆိုတော့အထင်နဲ့မြင်ကြားမှာလွဲနေတဲ့ထင်လွဲမမှုကြီးပေါ့အထင်လွဲမမှုကြီးကတော်တော်ကြီးကြီးမားပါတယ်အမီဘဝတစ်လျှောက်လုံးမှာအကြီးမားဆုံးအခြေတစ်ခုလို့ပြောရင်လည်းမမားပါဘူးအခုချိန်ရပေါ့နော်ဆိုတော့ကိုကကိုကိုဖြတ်တန်းလိုက်ရတဲ့အခြေလေးမှာတင်လိုက်တဲ့ status လေးတစ်ချောင်းကတစ်ဖက်လူတွေကြေကွဲဝမ်းနေတဲ့ချိန်နဲ့တိုက်ဆိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ဟိုတော်တော်ကိုကြီးမားပါတယ်တော်တော်ကိုကြီးမားတယ်ပေါ့ပြပြချင်တာကတော့ ဟိုတစ်ချိန်မှာအမီဇန်ကဘယ်လိုမျိုးလေးလဲဆိုတော့နားလည်သွားမှာပါလို့ပြောချင်ပါတယ်။အမီနဲ့မတွေ့သေးတဲ့တရွေ့အမီမျက်နှာမမြင်သေးတဲ့တရွေ့မှာအမီရဲ့စိတ်ကိုဟိုအွန်လိုင်းပေါ်မှာဆုံးဖြတ်လို့မရဘူးပေါ့နော်။အဲ့ဒီစကားလေးတော့ပြောချင်ပါတယ်ရှင်။အကောင်လုံးစိတ်တော့ကရောက်နေတဲ့အချိန်မှာသူကတမျိုးနော်အမြဲတမ်းပွဲရှာတယ်။ဆိုတော့သူ့ရောဘယ်လိုထင်ကြလဲ။တကယ်ပဲအရာအလုံးအတွက်ကြိုတည်နေတဲ့သူလားမတည်နေတဲ့သူလားကိုမမှန်ခဲ့ပြပါဦး။